ိုင်းမြင့်ကန်းကမညီမျှတဲ့မဟာမိတ်ဆက်ဆံရေးဥရီရဲ့လုံခြုံရေးအတွက်မိချောင်းတွင်နဲ့မဟာမိတ်ဖွဲ့ထားရတဲ့ရေပိန်ညင်ကနိုင်မြင့်ရဲ့ရာသီဥတုကຫນွေကိုရောက်ပြီးဆွေးနော်ပို့ပြီးတော့တာယာလာပါတယ်။ရေးကြတာနဲ့တူသဲတောင်ကဘာတွေလည်းအပြိုင်ဆိုင်ပေါ်လာခဲ့တာပါ။ဒီချိန်ကငါးပေါ်တဲ့ချိန်လေးဖြစ်နေလို့ငှက်အများပြားလာတတ်တဲ့နေရာလေးဖြစ်ပါတယ်။နောက်ပြီးတော့ຫນွေဦးရာသီကငှက်တွေရဲ့တားပေါက်ချိန်လေးဖြစ်နေတာပါ။ဒါပေမဲ့နိုင်မြင့်ထဲမှာနေတဲ့မိချောင်းမကြီးတွေဒေါသထွက်ရအောင်ချိန်နေလေးပဲဖြစ်ပါတယ်။ ။ဒါလိုလဲဆွေတော့သူတို့ကလည်း every time မှာဥဥတက်ကြလို့ပါပဲ။မိเจ้าမကြီးတွေကသူတို့ရဲ့ဥတွေကိုတဲတောင်ပေါ်မှာဥခဲ့ရတာပါ။အဲဒါကြောင့်အစာရှာဖို့ရေထဲဆင်းရပြီးဆွေတော့စိတ်မဖြောင်ကြပါဘူး။ဒါပေမဲ့လည်းဝမ်းရည်ကိစ္စလည်းရှိနေတော့ရေထဲမဆင်းလို့လည်းမရပြန်ပါဘူး။အဲဒါကြောင့်ဒီချိန်မှာသူတို့အတွက်ဒေါသထွက်ရဆုံးအချိန်နည်းလို့ပြောတာပါ။အဲ့ဒီနေရာမှာမိเจ้าမကြီးနဲ့ဘဝကျူတဲ့နောက်ထပ်မိသားစုတစုလည်းရှိလို့နေပါရယ်။အရာကတော့ရေပိန်ညှင့်ခဲ့ပါပဲ။ရေပိန်ညှင့်ခဲ့တွေအရဆိုရင်လည်းဒီချိန်မှာဥဥကြပါရယ်။ တို့ကတခြားငတ်တွေလိုမျိုးအပင်ပေါ်မှာအတိုက်ဆောင်ပြီးတော့ဥဥကြတာမဟုတ်ပါဘူး။တဲတောင်ပြင်မှာပဲတရက်တွေခံပြီးတော့ဥဥကြတာပါ။တို့ကလည်းဒီချိန်ဆိုရင်တော့ဥရဲ့လုံခြုံရေးအတွက်ရတမအေးဖြစ်ရတဲ့အချိန်ပါပဲ။ဒီနေရာမှာဥရိကိုမှရွေးစားတတ်တဲ့တတဝါတကောင်တောင်းကျန်းလို့နေလို့ပါ။ဟုတ်ပါရဲ့။နိုင်မော်နီတာလို့ခေါ်တဲ့နိုင်မြဖွဲ့ကြီးတွေကကျွမ်းကျင်တဲ့ဥတခိုးတွေဖြစ်ပါရဲ့။တို့တို့အတွက်ဘာဥပဲဖြစ်ဖြစ်အရန်ကိုအကောင်းတဲ့နေလေစာဖြစ်သွားခဲ့မှာပေါ့။ နွေရာသီမှာသဲတောင်ကဘာတွေပေါ်လာတာနဲ့အတူမိချောင်းတွေငှက်တွေရဲ့ဥဥတဲ့ရာသီရောက်လာပြီဆိုတာသူတို့ကသိကြပါတယ်။ဒီဖိုကြီးရရတပင်ဘဝဥရေကိုတက်ပြီးတော့မနိုင်နိုင်ပါဘူး။အရာတွေကိုတော့မွေတွေအတွက်ပဲထားရမှာပါ။သဲပြင်ဘဝဥအတွက်ကတော့သူတို့အတွက်အစာအရင်းမြစ်ပါပဲ။ပြောရမယ်ဆိုရင်တော့နိုင်မြက်ဖွတ်တွေရမိချောင်းမကြီးအတွက်ရောပိန်ငင်းငှက်မလေးတွေအတွက်ပါပုံရံသူဖြစ်လို့နေပါတယ်။အဲဒါကြောင့်မိသားမနဲ့ပိန်ငင်းခမလေးတွေကမဟာမိတ်ဖွဲ့လိုက်တာပါ။သူတို့ရဲ့ဥတွေကိုချင်းချင်းစောင့်ရှောက်ပေးဖို့ပါပဲ။ နေတောင်းမကြီးရေတဲ့ဆင်းသွားတဲ့အချိန်မှာပိန်ငင်းခန့်မလေးကကင်းဆောင်ပေးရမှာဖြစ်ပါတယ်။အန်ရဲတွေ့လာတဲ့အချိန်မှာဆွေနှောင်းအတန်နဲ့အချက်ပြပြီးမိเจ้าမကြီးကိုအကြောင်းကြားလိုက်မှာပါ။ဒီအချိန်မှာဆိုရင်မိเจ้าမကကုန်းပေါ်တက်လာပြီးတော့နိုင်မြတ်ဖို့ကြီးကိုတိုက်ထုတ်ရမှာဖြစ်ပါတယ်။သူတို့ရဲ့ဤရွယ်ချက်တွေရတူညီတဲ့အတွက်ပိန်ငင်းခမလေးရမိချောင်းဥရရဲ့အနာမှာသူ့ရဲ့ဥရကိုဥချထားခဲ့တာပါအရိခာကင်းဆောင်ရတာလဲပို့ပြီးတော့အစဉ်ပြေလိုပါပဲ အခုလည်းဖူကြီးရသဲတောင်ပြင်ကိုခိုးချောင်ခိုးဝက်တက်လာပြီးဥရီကိုအနမ်းခံနေပါတယ်။ဒါရီကိုတွေ့တဲ့အချိန်မှာပိန်ငင်းကမလီယာဖူကြီးပေါ်ပြန်တန်းတိုက်ခိုက်ရင်နဲ့အတန်ဆူဆူနဲ့အတန်ပေးနေပါတယ်။ချောင်းလန်တိုက်ခိုက်နေရပေမဲ့လို့ဒီဖူကြီးရခရုဆိုင်မှာမဟုတ်ဘူးဆိုတော့လေနားလေရခံနေကြတာပါ။ပိန်ငင်းကမလီရဲ့အတန်ကိုကြားရတဲ့အချိန်မှာမိချောင်းမကြီးလည်းကုန်းမော်ကိုတက်လာပါပြီ။နောက်ပြီးတော့ပိန်ငင်းငယ်ရဲ့အတိုင်နာကိုသွားပြီးဥရီကိုကာကွယ်ပေးနေကြတာပါ။ဖြစ်တဲ့တော့သူသွားနေတဲ့တဲတဲရဥရီဥထားခဲ့တဲ့နေရာဖြစ်လို့နေပါတယ်။ ပင်ငင်းကမာလီယာမိသားကိုရှေ့ဆက်မသွားအောင်တောင်းပန်ဖြန့်ပြီးတော့အတန်ပြုတ်နေပေမယ့်မိသားကနားမလဲတာလားမကြားတာလားတော့မသိပါဘူးရှေ့ဆက်သွားတဲ့အချိန်မှာဦးတလုံးပေါ်ကိုဖိမိသွားပါတယ်ဒီအချိန်မှာဖွကြီးကတော့အချိန်နေမဟန်လို့နောက်ပြန်ဆုတ်သွားခဲ့ပါပြီဖွကြီးမရှိတဲ့အတွက်မိသားမကြီးလည်းရှေ့ထဲပြန်ဆင်းဖို့ပြင်နေခဲ့ပါပြီ ဒါပေမဲ့လို့မိချောင်းနဲ့ဖီမီလို့ပိန်းညဥတလုံးကွဲသွားခဲ့တာပါ။အားနေတဲ့မဟာမိတ်ဖြစ်တဲ့ပိန်းညမာလီယာဒီချိန်လေးကိုဇောရခချက်လို့မရခဲ့ပါဘူး။လုံတနာလောကမှာဖြစ်တဲ့အတွက်ကွဲနေတဲ့ဥကိုနှုတ်သီးနဲ့ကြည်အဝေးကိုရွှေ့နေခဲ့ပါရီ။အရာမှာပေးဝဲစိမ့်နဲ့ဘိုးကောင်တွေရောက်မလာမှဖြစ်ပါရီ။ပြီးတော့ကျန်တဲ့ဥတလုံးကိုမြန်မြန်ပအောင်လို့ထိုင်ဝင်နေခဲ့တာပါ။ဒီချိန်မှာဆွေးနော်လက်တလုံးအန်ရဲ့ကင်းသွားပြီလို့ယူဆလိုက်တဲ့မိချောင်းမကြီးလေးရှေးတဲကိုပြန်ဆင်းသွားခဲ့တာဖြစ်ပါတယ်။ အထိခိုက်တွေရှိခဲ့ပေမဲ့လို့လည်းသူတို့ရဲ့မဟာမိတ်ဆက်ဆံရေးကလည်းတည်မြဲနေတော့မှာပဲဒီကနေ့ရဲ့ကိုတော့မြန်မာဗီဒီယိုလေးကိုအဆုံးထိချစ်ခင်တရှိပေးရတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်နော်အသေးသေးသောအကြောင်းအရာတွေနဲ့ပြန်လာခဲ့ပါအောင်မယ် like and share subscribe ခန်းလေးနှိပ်ပြီးအားပေးသွားပါရှင့်